မြန်မာနွေဦးခရိုနီကယ်အပရက်ရှစ်မြင်ကွင်အင်းတော်မျိုးနဲ့ဖလန်းမျိုးတော်လိုင်းလက်နက်ကင်တပ်ဖွဲ့တွေသိမ်းစကိုင်းတိုင်းမြောက်ပိုင်းကအင်းတော်မျိုးနဲ့ချင်းပြည်နယ်ကဖလန်းမျိုးတို့ကိုတော်လိုင်းလက်နက်ကင်ပူးပေါင်းတပ်တွေကဧပြီလ9ရက်နေ့မှာတည်ယူနိုင်ခဲ့ကြောင်းကြေညာခဲ့ပါတယ်အင်းတော်မျိုးကတော့ energy လက်အောက်က PDF တပ်ဖွဲ့တွေ ABSDF တရင်တွေပူပေါင်းတိုက်ခိုက်တည်ယူခဲ့တာဖြစ်ပြီးဖလန်းမျိုးကတော့ချင်းပြည်နယ်ကလက်နက်ကင်၃ဖွဲ့ပေါင်းထားတဲ့ချင်းညီနောင်ဖွဲ့ကတည်ယူခဲ့တာဖြစ်ပါတယ် စကိုင်းဒေတာကိုဗဟုပြုလှုပ်ခတ်သွားတယ်။နှစ်ပေါင်း80ကနေ100လောက်အတွင်းကြီးမားဆုံးငလင်ပေးရတဲ့ခြောက်ရောက်နေချိန်မှာလက်နက်ကိုင်တိုက်ပွဲတွေရဆိုင်ကြဖို့နိုင်ငံတကာကစော်အော်နေချိန်မှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေရဆိုင်ခြင်းမရှိသလိုတော်လိုင်းတပ်ဖွဲ့တွေဘက်ကလည်းငလင်တန်းခန်းစားရတဲ့ဒေတာမဟုတ်တဲ့နေရာတွေမှာတိုက်ခိုက်မှုတွေထိုးစစ်တွေရနာခြင်းမရှိခဲ့တာတွေ့ရပါဗျာ။ မြို့တိုင်းညီညွတ်အစိုးရကထူးစစ်တွေသတင်းနှစ်ပတ်ကြာရည်နာမယ်လို့ငလင်းလုတ်ပြီးရပိုင်းအတွက်ပထမဆုံးကြေညာခဲ့ပါတယ်။အဲဒီနောက်မြောက်ပိုင်းညီနောင်သုံးဘွဲ့ဖြစ်တဲ့ MNDAA, AA, TNLA တို့ကလည်းထူးစစ်ရည်နာကြောင်းကြေညာခဲ့တယ်လို့စစ်ကောင်စီကလည်းကြကြံပြီး22ရက်နေ့အထိထူးစစ်ရည်နာမယ်လို့ကြေညာခဲ့ပြီးနောက်ဆုံး KIA ရဖွဲ့ကလည်းထူးစစ်ရည်နာမယ်လို့ကြေညာခဲ့ကြပါတယ်။ဒီကြေညာချက်တွေအားလုံးကနှစ်ဖက်တိုက်ခိုက်နေတဲ့လက်နက်ကိုင်အဖွဲ့တွေကြား ဆက်သွယ်ပြောဆိုညှိနှိုင်းသဘောတူကြတဲ့ပြစ်ခတ်ရဆိုင်တဲ့ကြီးညာမှုမျိုးနဲ့သဘောတဘာဝမတူဘဲတစ်ဖက်သက်ထိုးစီရက်တဲ့ကြီးညာချက်တွေသာဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ဒီလိုတစ်ဖက်သက်ထိုးစီရဆိုင်တဲ့ကြီးညာချက်တွေကတိုက်ပွဲဖြစ်နေတဲ့နောက်ချို့သကိုင်းတိုင်းအင်းတော့ပဲခူးတိုင်းနောက်ပိုင်းရခိုင်ယိုးမနဲ့ချင်းပြည်နယ်ကဖလန်းတို့ပေါ်တိုက်ရောက်မှုမရှိခဲ့တာတွေ့ရပါလိမ့်မယ်။ ခုသိမ်းယူခဲ့တဲ့ချင်းပြည်နယ်ဖလက်မြို့နယ်စကိုင်းတိုင်းမြောက်ပိုင်းကအင်တော်မျိုးတို့ကရေးပါတဲ့မြို့တွေဖြစ်ကြသလားလို့လေ့လာကြည့်ရင်ချင်းပြည်နယ်မှာဖလက်မြို့ဟာဟာခပြီးတဲ့နောက်ဒုတိယအကြီးဆုံးမြို့ဖြစ်ပါတယ်။ဟာခမြို့ကိုစကောင်စီကထိန်းချုပ်ထားဆဲဖြစ်ပေမဲ့ကလေးဟာခကားလန်းရဲ့တဝက်ခီးမှာရှိတဲ့ဖလက်မြို့ကိုဖျက်ပြီးဟာခကိုသွားနိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့နှစ်တွေကလေးကဟာခါကိုဆက်သွဲပို့ဆောင်မှုစစ်ကောင်စီနေနဲ့မြေပြင်လမ်းတွေကိုမသုံးနိုင်တော့တဲ့အနေအထားဖြစ်ပါတယ်။ဖလန်းမြို့ကိုသိမ်းယူနိုင်တာဟာ ချင်းပြည်နယ်ရဲ့ဒုတိယကြီးဆုံးမြို့ကိုတည်နိုင်တဲ့အနေနဲ့တော့အတိုင်းအတာတစ်ခုထိရေးကြီးတယ်လို့ဆိုကောင်းဆိုနိုင်ပါလိမ့်မယ်။အင်းတော်မြို့ကတော့မန္တလေးမြစ်ကြီးနားကားလမ်းပေါ်ကအချက်ချမြို့ဖြစ်ပါတယ်။ကုန်းလန်းကနေကချင်းပြည်နယ်ကိုဆက်သွယ်ရေးမှာစစ်ကောင်စီဖို့လမ်းတဝက်ကနေဖြတ်တောက်ခံလိုက်ရတဲ့အနေအထားဖြစ်ပါလိမ့်မယ်။ရာစုနှစ်တစ်ခုအတွင်းပြင်းထန်ဆုံးငလင်ပေးကမန္တလေးစကိုင်းကနေဝန်တွင်းကျောက်ဆဲပျော်ဝဲနေပြီးတော့ ਨੇ ပြင်းမနာအထိကျဲပြန့်တဲ့ဒေသတွေကိုလွှမ်းခြုံပြီးထိခိုက်ပျက်စီးတာ လူ3500ကျော်သေဆုံးပြီး6000ကျော်ထိခိုက်ဒဏ်ရာရတာပျက်စီးမှုပမာဏဒေါ်လာဘီလီယံများစွာရှိခဲ့တဲ့အချိန်စစ်ကောင်စီကိုနိုင်ကလူသက်တွေအရေးပေါ်ကယ်ဆယ်ရေးထက်နေမြေလက်လွတ်ဆုံးရှုံးမဲ့အရေးကိုပိုအဓိကထားနေကြတာထင်ရှားပါတယ်။ထောင်နဲ့ချီတဲ့သူတွေငလျင်ကြောင့်အသက်ဆုံးရှုံးကြရပြီးတန်းနဲ့ချီတဲ့သူတွေနေအိမ်တွေပျက်စီးကလုတ်ခိုင်တမဝင်းချောင်းတွေဆုံးရှုံးပြီးငလျင်တန်းခံဒေသတွေမှာဘယ်လိုပြန်လဲထူထောင်ရမလဲဆိုတာအဖြစ်မရှိသေးချိန်မှာ မြန်မာနိုင်ငံရဲ့ဒေသအချို့မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတဲ့အနေအထားလည်းဖြစ်ပါတယ်။နိုင်ငံတကာရဲ့အမြင်မှာတော့သဘာဝဘေးအန္တရာယ်ချရောက်တဲ့အချိန်မြန်မာနိုင်ငံကပြည်တွင်းစစ်ကဆက်လက်ဖြစ်ပွားနေစေတစ်ဖက်နဲ့တစ်ဖက်ဆွေးနွေးမဲ့အလားအလာမေးမိန်စဲလို့ကောက်ချက်ချကြမှာမလွဲပါဘူး။ကမ္ဘာနိုင်ငံများပြားမှာမြန်မာငလင်ဘေးဒုက္ခခံစားရသူတွေကိုကူညီဖို့အတွက်နှိုးဆော်လုပ်ကိုင်းနေကြချိန်မှာမြန်မာနိုင်ငံရဲ့ပြည်ရင်းစင်မီကဆက်လက်တောက်လောက်အောင်မဲ့လောက်လာတွေမြင်ရဆဲဖြစ်ပါတယ်။ပြည်ရင်းစင်မီမှာပါဝင်တိုက်ခိုက်နေကြတဲ့ လက်နက်ကင်ဖွဲ့စည်းတွေကိုတဘာဝဘေးရန်တွေကရပ်တန့်နိုင်ခြင်းမရှိတဲ့အနေအထားလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံကလူလူအနေနဲ့လူလုဘေးအန္တရာယ်နဲ့တဘာဝဘေးအန္တရာယ်တို့ကိုအပြိုင်နဲ့ထက်ကြုံတွေ့ကြရတဲ့အနေအထားလည်းဖြစ်တယ်။ရှမ်းပြည်နယ်မြောက်ပိုင်း၊ကချင်ပြည်နယ်၊ချင်းပြည်နယ်နဲ့စကိုင်းတိုင်းတို့ကစစ်ဘေးရှောင်သူအများပြားမန္တလေးမြို့မှာငလင်ဘေးနဲ့ထက်ကြုံကြရတဲ့ဖြစ်သက်ဆုံးရှုံးကြရတဲ့ဖြစ်တွေအများပြားရှိခဲ့ပါတယ်။စာအုပ်တစ်ခုထဲမှာလူအသေးပြောက်အများဆုံးဖြစ်ပေါ်ရရှိတဲ့ Sky Villa Condo ပြောင်းချမှုမှာ ကချင်ပြည်နယ်ကစစ်ဘေးရှောင်နဲ့အလှမဲတအူးအသက်ဆုံးရှုံးခဲ့တဲ့အဖြစ်ကတာရကဖြစ်ရတဲ့ခုဖြစ်ပါတယ်။မြန်မာနိုင်ငံပြည်သူလူထုအဖို့တော့မိမိတို့ကံကြမ္မာကိုစီမံဆုံးဖြတ်ပေးဖို့ယုံကြည်စွာလွှဲအပ်နိုင်တဲ့နိုင်ငံရေးစနစ်မပေါ်ထွန်းနိုင်သေးသလိုမိမိတို့ကံကြမ္မာကိုဆရာနာရှင်တွေနဲ့စစ်လူလားသူတွေကဆုံးဖြတ်နေကြတဲ့အဖြစ်ကလည်းမလွတ်မြောက်နိုင်သေးခြင်းကရင်းနာစရာအဖြစ်လို့သာဆိုရမှာဖြစ်ပါတော့ရှင်။